ရဲ့သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောချက်တွေတတ်တတ်ဆင်အောင်လွဲပါစေ။2025ခုနှစ်အောက်တိုဘာလ19ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာ တငယ်ချင်းမိတ်ဆွေမောင်နှမများနဲ့ပတ်သက်ပြီးတော့တဦးနဲ့တဦးကဘာမဟုတ်တဲ့ပြဿနာတိတိလေးရဆက်စကားအခြေဒီနေစကားပြောရတာစကားညားတာမျိုးတွေဖြစ်တတ်တယ်ရင်ကိစ္စစပစ္စည်းကိစ္စများအတွက်တွေလည်းဒီနေ့မှစကားပြောဆိုဖြစ်ရှင်းပြရတာမျိုးတွေကြုံရရတတ်တယ်အလုံးမှလည်းအခွင့်အရေးကောင်းနေရတာအောင်မြင်မှုကြီးကြီးမားမားတွေရရှိတာမျိုးတွေကြုံရရတတ်တယ် ချစ်သူစီကနေပြီးတော့လဲတရင်ကောင်းနေကြရတတဲ့ကျမရဲ့အမိနဲ့ရှင်ဘတ်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတဲ့အချိုးပေးတဲ့ကနန်းကတော့၄နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းကအဝါရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိပြားမှာနနတိကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် ိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေအားမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောချက်တွေတက်တက်ဆင်းလွဲပါစေ။ 2025ခုနှစ်အောက်တိုဘာလ18ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟောဇရန်ဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာစိတ်ညစ်စရာစိတ်ရှုပ်စရာတွေကနှစ်ချိန်နှစ်ခါကြုံရတတ်တယ်ဘယ်လို့ပဲလုံးလုံးဒီနေ့အတွက်မှာ အစင်မပြေမှုတွေဖြစ်နေတတ်တယ်လွဲချော်မှုတွေလည်းဇက်တိုက်ဆိုလိုမျိုးတွေဖြစ်နေတတ်တယ်ဒီနေ့အတွက် အနက်ရောင်ကိုတော့လုံးဝအသုံးမပြုနဲ့နော်ဒီနေ့အတွက်ယနေ့အတွက်ကျမရေးဟူတာအထူးပြုဆိုင်နော်ချစ်သူစီကလည်းလက်ဆောင်ကောင်းနေ ရတတ်တယ်ကျမရေးအနေနဲ့သွားနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာ အပြာရောင်နဲ့ရွှေဝါရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအရှိဘုရားမှာပန်းတီသုံးလုံးကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ကိုနေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောချက်တွေတက်တက်လွဲပါစေ။ 2025ခုနှစ်အောက်တိုဘာလ19ရက်နေ့အင်္ဂါသတိများအတွက် တနေ့တာဝက်စဒန်ဖြစ်ပါတယ်။အင်္ဂါသတိများအတွက်ဒီနေ့မှကံအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။ချန်စီထားတဲ့အရာတွေမှန်သမျှဒီနေ့အတွက်မှရရဲ့တင်းတင်းသာလှုပ်ဆောင်ပါအဆင်ပြေအောင်မြင်မယ်နော်။စာချုပ်ကိစ္စဆက်တူရှယ်ယာကိစ္စအဆုဆက်တူစာချုပ်ကိစ္စတွေကိုတော့ဒီနေ့အတွက်မှာ အထူးတတိဒါဘီဆောင်ရွက်နော်အစင်မပြေတာတွေဖြစ်တတ်တယ်ကျမ်းမာရေးအနေနဲ့လက်တစ်ဖက်ကြိုက်တာနာတာမျိုးတွေဖြစ်တတ်တယ်ငွေကန်တွေကဒီနေ့အတွက်တအားကောင်းတယ်နော် ချစ်သူစီကနေပြီးတော့လည်းမမြုံလင်ပဲနဲ့လက်ဆောင်ကောင်းတွေရတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့ ၃နဲ့၅ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအနီရင်းရင်းအယောင်ပဲဖြစ်ပါတယ်။အနီရင်းရင်းအယောင်နဲ့ချက်သေးအောင်ပဲဖြစ်ပါတယ်။ရေရရာအနေနဲ့မိမိအိမ်ရှိဘုရားမှာဇီးဖြော်ရေးကတ်လူပေးရမှာဖြစ်ပါလိမ့်ရှင်။ဒီရသသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေဟာမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောချက်တွေမှန်သမျှတတ်ဆင်လွဲပါစေ 2025ခုနှစ်အောက်တိုဘာလ18ရက်နေ့ဗုဒ္ဓဘူသာသမီးများအတွက်တနေ့တာဟောဇရံဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီးများအတွက်ဒီနေ့မှာ ဝေရေးကြီးကိစ္စများနဲ့ပတ်သက်ပြီးသွားရင်အဆင်ပြေမယ်အောင်မြင်မယ်ရရစရာရှိတဲ့ကြွေးမြေပတ်စံနေလဲမရည်ရွယ်ပဲမထင်မှတ်ပဲနဲ့ပြန်လဲရရှိတတ်တယ်အထူးသတိထားနော်စေမာတာအစာမာတာမျိုးတွေဖြစ်တတ်တယ်ဝေရေးကြီးတွေဒီနေ့အတွက်ဗုဒ္ဓဘာသာမိများအတွက်ဝေဝင်မယ်ဖျားပုံတော့ရဟန္တာပုံတော့ဓာတ်တော်တွေတလုံးတွေလက်ဆောင်ရလို့အိမ်ကိုတပူးတကား ကြွလာရင်ဒီ80ရာခိုင်နှုန်းဒီပောက်ဒီပောက်ကိရှိတယ်เนาะဒီထိုးပြအောင်တို့เนาะဒီပောက်မယ်ကျမ်းမာရေးအနေနဲ့လေထိုးတဲ့လေအောင်တဲ့ဝေဒနာမျိုးတွေလည်းခံစားရတတ်တယ်အချိန်မှလည်းတဦးနဲ့တဦးကမဖြစ်စလောက်ပြဿနာတည်တည်လေးရစပြီးတော့တဦးနဲ့တဦးကအထင်အမြင်လွဲစရာတွေနဲ့ကြုံတွေ့ရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာ အစိမ်းအောင်ပဲဖြစ်ပါတယ်။ရေရယာအနေနဲ့မိမိအိမ်ရှိပြားမှာခောက်ဆွဲကြောကလူပေးရမှာဖြစ်ပါရဲ့ရှင်။ခொနည်းသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေတတ်တတ်ဆင်တွဲပါစေ။၂၀၂၅ခုနှစ်အောက်တိုဘာလ၁၂ရက်နေ့ ဂျာတာပရိသသမီများအတွက်တနေ့တောင်ဟောစရံဖြစ်ပါတယ်။ဂျာတာပရိသသမီများအတွက်ဒီနေ့မှာကောင်းတဲ့အပြောင်းအလဲများနဲ့ကြုံရတတ်တဲ့အလုံးအကင်အခွင့်လန်းကောင်းနေလဲထင်မှတ်မထလားအောင်တအားကြီးကိုကောင်းနေတဲ့ဝါယာရှော့ဖြစ်တာမျိုးတွေမီးနဲ့ပတ်သက်လျက်စစ်နဲ့ပတ်သက်တဲ့ ိစားဒီမှာဒီနေ့အတွက်အထူးသတိထားပြီးဆောင်ရွက်နော်မီရှော့ဖြစ်တတ်တဲ့မီလန်တတ်တဲ့မီနဲ့ပတ်သက်တာအန်ဒီရဲ့မျိုးတွေဖြစ်တတ်တဲ့ချစ်သူကမိမိကိုအထင်လွဲခံရဆွဆွဲခံရတာမျိုးတွေဒီနေ့အတွက်ကြုံပြရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့6နဲ့3ဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှာချက်သေးအောင်နဲ့အနီရင်းရင်းအရာပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိပြားမှာရှင်အေးကလူပေ ီနော်ညီသားမီးမိတ်ဆွေများလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောချက်တွေတက်တက်စင်လွဲပါစေ2025ခုနှစ်အောက်တိုဘာလ18ရက်နေ့တောက်ကြသားမိများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်တောက်ကြသားမိများအတွက်ဒီနေ့မှာညံတဲ့ဝရိယပိုင်းမှာ အစွမ်းကုန်စူးစမ်းရမယ့်နေ့မျိုးဖြစ်ပါတယ်မိမိတို့ကစူးစမ်းရတဲ့လောက်လဲအောင်မြင်မှုတွေရရှိတတ်တယ်၊ကွဲကွာနေတဲ့မိရှွေအဟောင်းတွေ၊ဆွေမျိုးအဟောင်းတွေ၊ပငယ်ချင်းအဟောင်းတွေနဲ့လည်းမရည်ရွယ်ပဲမထီမပဲနဲ့ဒီနေ့မှပြန်လဲစုံစည်းရတတ်တယ်အခြေအနေမှလည်းတာရတယ်နော်ကျမရဲ့အနေနဲ့ရှင်ဘက်အောင်းတဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့၅ဖြစ်ပြီးတော့အကျိုးပေးတဲ့ အရာမှာနီရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိဖျားမှာလိမ်မော်ဒီကက်လူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေတက်တက်ဆင်းတွဲပါစေ 2025ခုနှစ်အောက်တိုဘာလ18ရက်နေ့စနေသားသမီးများအတွက် တနေ့တာဟော်ဇရန်ဖြစ်ပါတယ်။စနေသားသမီးများအတွက်ဒီနေ့မှာစက်တူရှယ်ယာလုပ်ငန်းများနဲ့ပတ်သက်ပြီးတော့ရင် အထူးကောင်းမွန်တဲ့နေမျိုးဖြစ်ပါတယ်ဆက်တူရှယ်ယာလုပ်ငန်းတွေလှုပ်ဆောင်မယ်ဆိုရင်ဒီနေ့အတွက်ကောင်းတယ်နော်အဆင်ပြေတယ်အောင်မြင်မယ်ပညာအသစ်တစ်ခုရတတ်တယ်ပညာဒူးတွေပညာကောင်းတွေရရှိတတ်တယ်မိတ်ဆွေအပေါင်းအသင်းများနဲ့ပတ်သက်ပြီးတော့လည်းဒီနေ့မှသူတို့အတွက်တွေကိုစိတ်ညစ်ဆရာဆိတ်ရှုပ်ဆရာစိတ်တော်ကများစရာတွေနဲ့ကိုကကြုံရတတ်တယ် ျမ်းမာရေးအနေနဲ့တတိထားနော်ခေါင်းတစ်ချမ်းကြိုက်တာခေါင်းကြိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အခြေရေးမှလည်းတာရတယ်နော်အကျိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှအဝါရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိဘုရားမှာအုံတို့ခေါင်းဆွဲကပ်လူပေးရမှာဖြစ်ပါတယ်ရှင်